ကျုပ်တို့ရွာကထနောင်းကုန်းလေအရှိမြောက်ဖက်မှာငွေရကုန်း၊ဗန်ဘွေကုန်း၊ဝက်စုငွေတွင်းကုန်းဆိုတဲ့ရွာတွေရှိတယ်။အရှိဘက်မှာတော့ကြားဟုံးဆိုတဲ့ရွာရှိတယ်၊တောင်ဘက်မှာမီးလောင်ကုန်းရွာရှိတယ်၊အနောက်ဘက်မှာရွာတစ်တို့ဆီယာမနိုင်တို့တွေရှိတယ်ဗျ။ကျုပ်တို့ထနောင်းကုန်းသူကြီးကဥပိုးထင်လေလှုပ်စိတ်တိုးတဲ့လူကြီးပါဗျာ။ကျုပ်တောင်တစ်ခါကထိတ်တုံးခတ်ခံရသေးတယ်ဗျာ။ခိုင်းစရာများရှိရင်တော့လူလွတ်ပြီးကျုပ်ကိုမတွေ့တွေ့အောင်ရှာတတ်ပါဗျာ။ တော့ကျုပ်ပဲမှတိတ်မတော်ဖြစ်ဘူးဗျာအိမ်မှာပဲချင်းငိမ့်နေတယ်နေကလည်းပူပဗျာအောက်ပြီမှာမိုးရွာပေမဲ့လေကျုပ်တို့အညာဘက်တော့မိုးခွဲကလေးတစ်ခါနဲ့လောက်ပဲရောက်သေးတယ်ဗျာ ကျုပ်လည်းထမင်းစားပြီးကလေးကဝိုင်းထဲကမကျုံပင်အောင်ခင်းထားတဲ့တေတာကုပစ်ပေါ်မှာဝါပိုးချမ်းလေးကောင်းပြီးအိတ်နေတာပြုမိညိပြီးနှက်ထားတဲ့ငကားစေးပေါ်လိတ်ကလေးကိုတစ်ဖွာနှစ်ဖွာလောက်ဖွာလိုက်အသားချထားလိုက်ပေါ်ပြာကျုပ်အတွက်စီးစိမ်ဆူလို့ဒါပဲရှိတာပြဟာတာတီတို့ကတော့စိမ်းရှိပါကွာငါတို့ဗန်းပွေကုန်းမှာတော့ပေတိုးဒုက္ခပေးလို့ညတော်ကောင်းကောင်းမအိတ်ကြရဘူးဟေ့ဝိုင်းပေါက်ကအတန်ကြားလို့ကျုပ်လည်းဆက်ခနဲ့ခေါင်းထောင်ကြည့်လိုက်တယ်ဟာကိုကြီးစိန်တောင်းပါလားလာလေပြကိုကြီးစိန်တောင်းဆို ဗန်ပွေကုံကအကြီးမလုံးကြီးရဲ့ဒါကြီးပြအသက်က40လောက်ရှိပြီးဒါပေမဲ့အခုအထိအိမ်အောင်မကြသေးတဲ့လူပြိုကြီးပြကိုကြီးစိန်တောင်းကကျုပ်ကုပြစ်မှာဝင်ထိုင်လိုက်တယ်ပြီးတော့သူ့ဆောင်လာတဲ့ဝါခမောက်ကလေးကိုချုပ်ပြီးရက်ခတ်နေတယ်ဗျကိုကြီးစိန်တောင်းကအိမ်အောင်သာမကြတာဗျာလူကလူပုံချောအသားလက်လက်နှကမ်းမွေးကလေးရေးရေးနဲ့နှာတန်လဲပေါ်တဲ့တော့စစ်လိတောက်ဦးအမောပြေပေါ်လို့ပြောပြီးကျုပ်ကစေးပေါ်လိတ်တလိတ်ကိုမိခတ်နဲ့မင်းညီပြီးကိုကြီးစိန်တောင်းကိုပေးလိုက်တယ် နို့နေပါဦးကိုကြီးစိန်တောင်းရဲ့ခုနကကိုကြီးစိန်တောင်းပြောလိုက်တာဗါတဲ့ဘသူဒုက္ခပေးနေတာတော့ဟာမင်းမကြသေးဘူးလားကွာဒါတေကဟင်ပါတော့ကျုပ်ပါမှမကြမိဘူးပြခုတလို့လဲကျုပ်ဘဲမှမရောက်ဘူးကိုကြီးစိန်တောင်းရဲ့ဟေအန်ပါကွာမင်းလောက်နဲ့ဆက်တဲ့ကောင်ကပေတိုးတဲ့ရင်ကိုမကြတာဗျဘယ်ပြပေတော့ဟုတ်လား ဟာပေတော့မဟုတ်ပါဘူးကွာတာတေးရပေတော့ပါပေတော့ဟုတ်လားကိုကြီးစိန်တောင်းနေပါဦးပြဒီနမည်ကိုကြုံမကြပါဘူးပေတော့ကဘသူသားတော်ဟောက်ကောင်တည်းရဲ့ပေတော့ကဘသူသားမှမဟုတ်ဘူးကွာငါတို့ရွာသားလည်းမဟုတ်ဘူးလူလည်းမဟုတ်ဘူးတရေกว่าတရေတရေပေတူဟင်တရေဟုတ်လားကိုကြီးစိန်တောင်းအေးဟုတ်တယ်ဟေဘဲကရောက်လာတယ်တရေလည်းမသိပါဘူးကွာရွာထဲမှာကိုအိမ်ဝင်ဘူးဒီအိမ်ဝင်ဘူးနဲ့ဟာ ဟုတ်လားဟုတ်တယ်တာတေးရီမိမတွေကိုကူးတာများတယ်ကွာဝင်ပူးရင်လည်းတအိမ်လဲပြောင်းဆန်အောင်ခုန်ပေါက်ပြီးဆူနေတာကွာပြီးတော့သူဝင်ပူးတဲ့အိမ်တွေက အမဲသားဟင်းချက်တဲ့အိမ်တွေကြီးပဲကွာအဲ့ဒါအမဲသားနဲ့ထမင်းကျွေးရမယ်ဆိုပြီးတောင်းကျမ်းတော့တာပဲဟေ့နောက်ဆုံးအိမ်သားတွေက အမဲသားဟင်းနဲ့ထမင်းကျွေးလိုက်တော့မှတဝက်တပိုးစားပြီးထွက်သွားရောကွာဟင်းဒါဆိုဒီတရေကဘဲအိမ်မှာအမဲသားချက်တယ်ဆိုတာသိနေလို့ပေါ့အောင်မလေးတီးလိုက်တာမှဘလောက်သားချက်တယ်ဆိုတာက အစသိတာဟဲ့ အခုတော့အမဲသားမချက်လဲဝင်ဝင်ပူးပြီးအမဲသားဝယ်ချက်ကြွေးခိုင်းတယ်ကွာလူတွေလည်းသူ့တံကိုတော်တော်ကိုခံနေကြရတာဟဲ့ဟာကိုကြီးစိန်တောင်းလို့ဆရာတွေဘာတွေမရှာဘူးလားအေးအစက